ဆိုရင်တော့ဟိုလူရတော့တခုဖြစ်သွားရင်တော့မျက်စိကြီးပါဖြစ်သွားကိုတော့ဆိုရင်ရတယ်ကိုဘလို့ပြေးလိုက်လိုက်ရခြင်းဆိုပြီးတော့ပေါ့လေဒါပေမဲ့အခုဖြစ်သွားတော့လည်းတကယ်လုပ်ပြေးလိုက်တယ်အဆင်ပြေသွားတယ်ပျော့သွားတယ်ပြောလို့ရတာအဲအဲ့လိုမျိုးပြောလို့ဒီကတော့လေမရတာပေါ့ကွလေမရရင်တော့လူတွေကတော့အစီအကောင်းတိုင်းမရတော့ခဏလေးမေ့သွားတာပေါ့ဆိုတော့အဲ့ဒါလေးပါပဲအဲ့တော့ကျွန်တော်တို့လည်းသူတို့ဆွဲခေါ်ခေါ်ပြီးတော့အမှစုနေတက်လိုက်နေဟိုရေတိုက် ပြီးတော့အဲ့လို dedicate ပေးပြီးတော့သူကြာသွားတော့ကိုဘော success ဆိုပေါ့လေအဲရှိရပေါ့နော်ဘာဖြစ်လဲဆိုတော့အခု new year ဒီမှာကျွန်တော်တို့တို့ aerobic ကထိုင်လို့ဖြစ်နေတာပေါ့လေအရင်ချွေးကြီးလည်းပြန်ကျွန်တော်အဖွားဆိုရဲကောင်းလည်းချွေးကြီးပြန်ပေါ့လေဒါပေမဲ့ဟိုတခုပဲပေါ့နော်ကျွန်တော်တို့ကျတော့လည်း stage ကချဲတော့တယောက်တည်းဆိုတော့ဘာမှတော့ကျွန်တော်တို့က ကိစ္စမရှိဘူးဒါပေမဲ့အောက်ကသူကကြိတ်ကြိတ်တိုးဆိုတော့လေအောက်ဆီဂျင်မရပါဘူးတခုခုတော့စိုးရိမ်မိရပါလေကျွန်တော်ဒါပေမဲ့အဆင်ပြေပြေလက်ပြီးသွားပါတယ်အရာအလုံးကတော့အဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်အရင်ကတော့အဲ့လို first aid စီလဲကျွန်တော်လုတ်ခဲ့ပြီးတော့ဒါကကိုတက်ကဂျိုးနေပြီပါအဲ့တော့ဒါပေမဲ့ပြောရတော့ပေါ့လေတချို့ရလူကစိုးရိမ်ပြီးတော့ရေတွေအရင်တားလိုက်မိရတာဖြစ်တတ်တယ်လေအဲ့ကြောင့်လေလူတွေကအဲ့အချိန်မှာ temperature မညီရဲအချိန်မှာကျတော့ shock ရှိတယ်အဲ့တို့ဖိဖိတိုက်တော့ဖိဖိလေးတိုက်တယ်လေဆိုတော့အခုလည်းမတိုက်တော့ကျွန်တော်ခွေတိုင်းတိုက်တယ်အဲ့ဒါညီမလေးမတောင်းလေးတော့တော်ပြီ မသိစူးနေတယ်လို့ဒါပေမဲ့အစီအပြေလေးနဲ့ပဲသူဆေးသွားပြီးတော့အခုဟိုမှာတုတ်ဆက်ခဲ့ပါတယ်သူလည်းဒီဆိုင်အောင်တော့နေဆိုရင်တော့ဟိုလူရတော့တခုဖြစ်သွားရင်တော့မျက်စိကြီးပါဖြစ်သွားကိုတော့ဆိုရင်ရတယ်ကိုဘလို့ပြေးလိုက်လိုက်ရခြင်းဆိုပြီးတော့ပေါ့လေဒါပေမဲ့အခုဖြစ်သွားတော့လည်းတကယ်လုပ်ပြေးလိုက်တဲ့အဆင်ပြေသွားတယ်ပျော့သွားတယ်အဓိကကတော့ຫນွေဆိုတာပေါ့ဒါတော့အခုကျွန်တော်ຫນွေမစသေးဘူးလို့ပြောရတယ် တော့တွေ့တကယ်စပြီဆိုရင်တော့ပူပြီးတော့ဒီနှစ်ဆတုံးသားပူလာမယ်ဆိုလို့ရှိရင်တော့အဓိကတော့ရေမြမြတောက်ပေါ့လေစီစေးဟိုက်ဒရိတ်တွေပေါ့နော်ပြီးတော့လည်းအဲ့လိုအရင်ချွေးထွက်ပြီးဆိုလို့ရှိလို့ရှိရင်တော့အဲ့ချွေးထွက်သွားတဲ့လောတဲ့အရာပေါ့ရေတခုတော့တောက်တင်တယ်လို့ကျွန်တော်တို့မြင်တာပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲနေနေကြတော့လူရမှာတော့ပေါ့နော်ပြီးတော့နည်းနည်းအေးတဲ့လက်လက်ပေါ့ပါရှိရဟာလေးပဲဝက်ပါကျွန်တော်လိုမျိုးလိုမျိုးစက်တာတွေဝက်လာကိုမကြိုးစားပါနဲ့အဲ့ဒါဆိုရင်တော့ဒီလိုဖြစ်သွားပါလိမ့်မယ် တယ်ဒီလိုမျိုးအဲ့တည်းမှာကိုလှုပ်ပြလိုက်ရတာပေါ့အနည်းဆုံးတော့အဲ့လိုမျိုးပေါ့လေအနည်းဆုံးနောက်နောက်အများကြီးရှိရယ်ဘွားနဲ့ပတ်သက်ပြီးအဲ့လားပတ်သက်လှုပ်လိုက်ရပြလိုက်လို့ဆိုရတာမျိုးရှိရယ်ပေါ့နော်အခုကျွန်တော်ကလှုပ်ပြလိုက်ရတော့ကျင်းနေပါပဲအဲအဓိကအဲ့လိုကျွန်တော်ကဒီဘယ်လိုပြောမလို့ဥမာဖိုးဆိုးတော့ဆိုလို့ချင်းလဲသူနောက်ဆုံးကသူနောက်ဆုံးဟာတိုက်စီစင်တာဒါပေမဲ့ကျွန်တော်မလိုက်မလိုက်ခဲ့ဘူးလူစားပြန်လာမှာပဲပေါ့လေဒါပေမဲ့တကယ်အမေကစိတ်ဝတ်တယ်လားအချိန်မှာဖိုးဆိုးရစေစကားတခုပေါ့အဲ့တော့ကျွန်တော်သူဘာမှမလုပ်ပြလိုက်ရအောင်ဟိုလိုက်ခဲ့မင်းတော့စကားတခုတော့မပြောလိုက်ရအောင်ပေါ့လေဒါပေမဲ့အဲ့လို နောက်ဆုံးတွေ့လာတဲ့အချိန်အဲ့ဒီအချိန်ကပြန်လာတဲ့အချိန်မှာသူမရှိတော့ဘောကမရှိတော့ဘူးပေါ့တော့ဒါကသူသူ့ရဲ့ life ကအရေးကြီးတဲ့တယောက်ကိုဒါခွက်ခွာလိုက်တဲ့အချိန်မှာသူဘာမှမလုပ်ပေးနိုင်ရဲ့နှုတ်နဲ့တော့ကျွန်တော်မပြောလိုက်ရလေချင်းဆိုရင်တောင်းတာဆက်ဖြစ်ပြီအခုနောက်ပိုင်းတော့လူရလုံးဆက်ဆက်လို့ရှိရင်ဒါကျွန်တော်ကျွန်တော်ရဲ့နောက်ဆုံးလေးလို့ကျွန်တော်နောက်ဆုံးလေးကျွန်တော်အများဆက်ဆက်တယ်အခုမောင်းနေစကားပြပြပြောပြောပေါ့လေပြောပြောရှင်နေရဲ့ new tree နေပြီးရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့စိတ်ကအဲ့လိုဖြစ်နေပါဘာအကယ်၍ဒါကမရှိခဲ့တူတာမရှိတော့ရယ် မပြောလိုက်ရလေချင်းဆိုရင်တောင်တမျိုးတော့ဘယ်သူမှမပေးချင်ဘူးကွာအဲ့လိုမျိုးဆိုတော့အလုံးမဲ့ပြူရှင်လေးနေရီထရီလေးနဲ့ပဲဒီကဘာကြီးကိုဆက်ပြီးသွားချင်ပါတယ်ကျွန်တော်